ုံးကလေးရှိတဲ့မိသားစုတွေမိသားစုတွေလည်းကြောက်နေကြပါပြီ။သူနဲ့နီးတဲ့အဲ့ကလေးငါကလေးဘာမှလည်းသွားရှာပြီးတော့လိုက်ရှာတော့အဲ့ကလေးမနဲ့အဲ့မျိုးသမီးကမတွေ့တော့ဘူး။ဒီနဲ့ကလေးခေါ်ပြီးဟိုဘက်တော့ကျွန်မလိုက်ရှာတော့မတွေ့တော့အနာကလူတွေကိုခေါ်အဲ့လောက်ကြပါအောင်လေကြပါအောင်ဟိုဘိုက်ကြီးထဲမှာကလေးကိုခေါ်သွားတယ်။ကိုခံစားသလိုဒီလေကိုလိုမခံစားစေချင်လို့အကုန်လုံးကလည်းဝိုင်းပြီးတော့ကူညီပေးကြဒီဘိုက်ကြီးတဲ့ကလေးနဲ့ဆွေးသွားရောက်တော့မြင်း CCTV မှာရွှေဆိုင်မှာတားကြည့်တာအဲ့နကတော့ကိုယ်စပင်ကြောင်းတော့ခလေးတစ်နှစ်ပြည့်မှာလုတ်ပေးထားတာအလုံးမင်္ဂလာပြည့် Emoji YouTube Channel ရုပ်သလိုက်ပါတယ်ဒီရက်ဒီစပင်မဲ့သတင်းလေးအရန်ဥမှာအရေးကြီးတဲ့သတင်းလေးပြဒီတဲ့ရင်းလေးပါလဲဆိုရင်ဒီလှိုင်းတရားမှာသုံးနှစ်သမီးအွယ်လေးကိုဗိုက်ကြီးတဲ့အအောင်ဆောင်ပြီးကျော်ပေးလိရှိရာဒီတက်တီကိုလိုချင်လို့ပေးလိကိုခိုးထားတဲ့ဖြစ်စဉ်လေးကိုဒီသူ့ရဲ့မိခင်ရင်ရန်နေပြီးတော့ပြပြလာတဲ့ဘီဖိုင်လေးဒီဘီဖိုင်လေးကျွန်တော်မျိုးပြသက်တည်ဆက်ပြီးတော့ဖြစ်ပါတယ် ဒီပန်လေးကိုတိဆက်ပြသပေးတဲ့ရွေချက်ကတော့နောက်ထပ်ကလေးမိဘကြီးလည်းတိတိကောက်ကောက်ပစ္စည်းလေးအောင်ဘူသူရအနေနဲ့ပြန်လဲဝင်မြတ်ရေးဆက်ပြလေခြင်းဖြစ်တဲ့ဒါဆိုတော့ကျွန်တော်တို့ပြန်ဖန်လေးကိုဆက်လိုက်ရအောင်မြန်မာလေးရာ29ရက်နေ့ကပျောက်တာတော်ကြီးရာယဒနာရဲ့အမေကြီးယဒနာလေးကနှစ်နှစ်နဲ့ခုနှစ်လပဲရှိသေးတယ်အဲ့29ရက်နေ့မှာ မနှစ်ပိုင်းလေကွာအဲ့မျိုးသမီးကအိမ်ရှိမှလာထိုင်နေတယ်မြင်းနဲ့မျိုးလုံးမတွေ့တယ်ကိုကတော့ဘာမှမဆိုင်တော့မပြောဘူးအင်ရသားနဲ့တော့စကားတွေပြောနေတယ်ဟောမိုးတွေပါတော့ဖိုက်ကြီးတဲ့တယောက်ဆိုတော့တနာလို့အိမ်ထဲကိုခေါ်ပြီးတော့မိုးခိုးခိုင်းနေမိုးခိုးခိုင်းမှညက်နေဆောင်ကြတော့ကလေးနှစ်ယောက်ကအပြင်မှာသွားပြီးတော့ခေါင်းနားပိုင်လေးဆိုင်မှာမုတ်သွားဝဲစားတယ်အဲ့ဒီအချိန်မှာအဲ့မိန်းမလည်းစိတ်ခဏပြောက်သွားတယ် ရောက်သွားတော့ဟဲ့ခလေးတွေဘယောက်သွားလဲဘယောက်သွားလဲမလို့ခလေးအကြီးကောင်ကတားလို့သူကပြန်အောင်ဟိုမိမအိတ်ကိုထားခဲ့လို့ကောက်ခရဲအိတ်မိမငါတို့နဲ့အမျိုးလည်းမဟုတ်ငါတို့ညီကိုမမလည်းမဟုတ်နင်းအိတ်ခလေးငါခလေးဘယ်မှာလဲသွားချရည်လို့လိုက်ချတော့အိတ်ခလေးမနဲ့အိတ်အမျိုးသမီးကမတွေ့တော့ဘူးအတောက်ဆိုင်မှာလည်းမေးကြည့်ရောဟုတ်တယ်ခလေးနဲ့ခလေးခေါ်ပြီးဟိုဘက်သွားကျမလိုက်ချတော့မတွေ့တော့အနာလူတွေကိုခေါ်အဲလောက်ကြပါအောင်ကြကြပါအောင်ဟိုဘက်ကြီးထဲမှာခလေးကိုခေါ်သွားတယ် ဆိုပြီးတော့တညာလုံးချာလိုက်ကြတာမတွေ့ဘူးည6နာရီခွဲလောက်ကြတော့အင်ရတားရဲ့ဖုန်းတွေကိုစာလှမ်းပို့တယ်ငါဘယ်သူလဲဆိုတာတိလာငါအကြောင်းတိချင်းရဲစခန်းကိုမေးကြည့်ဆိုတော့ဒီမိမရဲနဲ့တော်တော်ပိုင်ပုံလေးရပါတယ်နော်ငါအကြောင်းတိချင်းရဲရဲစခန်းကိုမေးမလို့လားဆိုတော့ကွာလည်းမမေးပါဘူးဘောပြုံးကိုသူ့ရဲ့လုံရင်တုံရင်မင်းရခါကျတိန့်တရာတောင်းတယ်အဲ့တိန့်တရာကိစ္စမှာ ဘယ်သူမှမတိကြတယ်ဘယ်သူမှမတိဘူးအဲတိန့်တရားရဲ့ကိစ္စကိုကျမတို့ကအိမ်ကြီးနာချင်းနေရနေပြီးတော့သူရှာရှိတဲ့ရွှေလေးပောင်သူများရှာရှိတဲ့ရွှေလေးပောင်လုတ်ပေးကြပါတို့အိမ်ရောင်းပြီးပေးပါမယ်ကိုကလေးရရင်ပြီးရောလေအိမ်ပဲကုန်းကုန်းဘလိုပဲနေရနေရဆိုတဲ့အတွေ့မနေ့၈နာရီကိုပေးပါမယ်လို့ဆိုပြီးတော့မနေ့၈နာရီထို့တော့အနာနီးတရားသူ့ရွှေလေးပြေးပောင်ကိုရွှေလေးပြေးပောင်သူ့ဘတ်တို့ပောင်ပေးကြတယ်တိတ်တရားပြင်ပြီးရော ခုနှစ်နာရီနဲ့23မိနစ်မှာရိုးကြီးကနေလှမ်းဖုံးဖက်တယ်ခလေးတယောက်တွေ့ပြီဆိုတော့ကျမတို့မှာရိုးကြီးသွားရိုးကြီးကြတော့မဟုတ်ဘူးခလေးခလေးမရခမရလာတော့ဟုတ်ပါတယ်ဗောရိုးကြီးကြတော့ minus 10မှာမိန်းကလေးအလောင်းတွေးလို့တဲ့ minus 10ကိုရောက်သွားပြန်တော့လဲစေယုံသေးသွားပြီတဲ့စေယုံကမှကိုမီလေးရဲ့အလောင်းဖြစ်နေတယ်အဲ့အချိန်ထိမှလဲအဲ့ဖုံးကတင်းတရာပို့ဖို့အမြဲစာပို့နေသေးတယ် အဲ့ရဲ့စားရီးအကုန်လုံးရဲစခန်းမှာရှိတယ်ဒါပေမဲ့အခုချိန်ကြီးတော့ဘာတည်အစနာမှမရသေးဘူးအကုန်လုံးခလေးရှိတဲ့မိသားစုတွေမိသားစုတွေလည်းကြောက်နေကြပါပြီသူနဲ့နီးတဲ့ပတ်ဝန်းကျင်မဲ့ဖြစ်ဖြစ်ကိုအနီးနားကလူတွေမိမိအနီးနားကလူတွေဘယ်သူဘာလောက်စားလဲဘယ်သူဘာလောက်စားလဲတကယ်လို့များတိကြမယ်ဆိုရင်တာဝန်ရှိပုဂ္ဂိုလ်တွေအကြောင်းကြားပေးပါ နှစ်မို့ဆိုရင်ကိုယ့်လက်ဘယ်တော့ရောက်ပါမလဲဆိုတာကိုဖြစ်လာမယ်အချိန်လေးတွေရောက်မှာဆိုလို့စိုးရင်လုံးလို့ကိုခံစားသလိုကိုမီးလေးအသက်ဆုံးဆုံးသွားသလိုသူများကခလေးတွေလည်းကိုလိုမခံစားစေချင်လို့အကုန်လုံးကနေဝိုင်းပြီးတော့ကူညီပေးကြပါဒါပေမဲ့အဲ့အမျိုးသမီးကိုမိခဲ့မယ်ဆိုရင်တော့ကျမခမင်းခေါ်ကြွေးချင်သေးတယ် သူစားခြင်းနဲ့ငပီးတိုးစရာလေးကျမကသူပြောခဲ့လို့အဲ့လောက်ထိစင်နာထားတာလူတစ်ဖက်သားပေါ့ယရနာလေးအသက်ဆုံးဆုံးသလိုသူတို့မိသားစုကြီးအသက်မဆုံးဆုံးပါစေနဲ့ယရနာလေးနာကျင်ခံစားရသလိုထိုပုပ်ကိုရဲ့မိသားစုတွေဘေးကင်းကြပါစေယရနာလေးရဲ့မိသားစုကျမတို့ဂျင်းနှမ်းမှာပူတော်ခံစားနေရသလိုအဲ့မိမရဲ့ဘဝအဲ့မိမရဲ့ ်တားစဉ်ကြီးဆက်မိမိသားစုအလျောက်အေးချမ်းကြပါသည်လို့ဆုတောင်းပေးတယ်သူကဘယ်ချိန်မှတည်လဲဆိုတော့ကိုလည်းမတည်ဘူးညနေ6:00လောက်လောက်ပဲညနေ3:00လောက်မှာ CCTV ခြေသွားရောက်တဲ့ CCTV တော့ကြည့်လိုက်ရတယ်အဲ့ချိန်ကြီးတော့ခလေးအသက်ရှင်နေရှိသေးတယ်ရွှေတွေပါရောင်းပြီးတော့မှခလေးကို ဲ့လိုမျိုးတိမ့်တရာကိစ္စပြောပြီးတော့မှအဲ့လိုဖြစ်သွားတာပဲဖြစ်မှာပါနကကိုလည်းဆွဲဖြုတ်တာမဖြစ်နိုင်နကကိုအကြည့်အตาတကြီးဖြေဆိုင်မှာတွားရောင်းလိုက်သေးတယ်အဲ့တခုတော့မှားတယ်နကကိုဖြုတ်ပြီးတော့ဆွဲဖြုတ်ပြီးတော့နကပြက်နေတာလည်းမဟုတ်ဘူးမဟုတ်ဘူးနားရီပါလေတွားဟိုပါဇက်ထက်သွေးတွေထွက်တယ် နှာခေါင်းတွေကသွေးတွေထွက်တယ်။ပါးစပ်ထက်အမြုပ်တွေထွက်တယ်။ပါးစပ်ထက်မှာအမြုပ်တွေထွက်နေတာ တွေ့တယ်။နှာခေါင်းမှာလည်းသွေးတွေထွက်နေတယ်၊နားထဲကလည်းသွေးတွေထွက်နေတယ်။အဲ့ဒါတွေတွေ့တယ်။ဘာလို့လဲဆိုတော့နှက်ကကိုဒီလိုဆွဲဖြုတ်တာမဟုတ်ပါဘူး။ CCTV ထဲမှာပြတာဒီဖိုက်ကြီးတဲ့ခလေးနဲ့ရွှေသွားရောက်တာမြင် CCTV မှာရွှေဆိုင်မှာတွေ့ကြည့်တာပြလိုက်သေးတယ်။အဲ့ဒါရဲတွေပြလို့တွေ့တာ။ ရဲတွေခေါ်ပြတယ်။အញ្ញသားကိုခေါ်ပြတယ်ဖုံးနဲ့ကူလာတယ်။ဒီငကကမင်းတို့ကလေးငကလာဟုတ်တယ်။ငကလေးကအမြဲတမ်းသူ့ဖေဘက်ကိုစောင်းအိပ်တော့ငကလေးတစ်ချမ်းပိနေတယ်။အဲ့ငကကမှကိုယ်စပင်ရောင်းလို့ကလေးတစ်နှစ်ပြည့်မှလုတ်ပေးထားတာ။ညီလေးတစ်နှစ်ပြည့်မှလုတ်ပေးထားတာ။အဲ့ဒါလုတ်ပြီးတော့ဆွေရပိုင်းသိရှိမှလည်းတိန်30တောင်မပြည့်သေးဘူးလားပြည့်ပြီလားတော့မသိဘူးအဲ့တော့မှလုတ်ပြီးထားတာ အဲ့ဒီငကကလေးကဖြုတ်ပြီးတော့မှကလေးရဲ့အတက်ကသေးတာဆိုတာကိုလည်းထင်လို့ရတာပေါ့အသက်ရှင်လေးရဲ့ချွေဆိုင်မှာသွားပြီးချွေရောင်းတာကို CCTV မှာမြင်လိုက်သေးတယ်။အမအဲ့မိမဘယ်လန်းသွားတယ်ဘယ်ခီးယူဆက်တယ်ဆိုတော့ခုထင်ဒီမသိရဘူး။ရဲတွေလည်းဘာတင်းမှထူးတယ်ဆိုတာမသိရဘူး။အော်အဲ့ဒါနဲ့ပဲကလေးပုံလေးကိုကူးအောင်ရဲစက်ထမ်းမှာကလေးပုံလေးသွားကူးပါဆိုသွားကူးတော့ ဖုံးကဟိုအထက်ကိုပို့လိုက်တယ်ဆိုတော့ဝင်းတာတာပေါ့ငါတို့အမှုကတော့မင်းများတွေ့ပြီငါသမီးလေးအမှုကတော့တကယ်တကယ်အစ်မအောင်တွေ့ပါသေးဆိုဆူတောင်းတော့ညှောက်မိုးထုတ်တော့တိုက်ကြီးမှာတဲ့ခလေးလေးကိုရေမြောင်းထဲမှာပြစ်ချထားတယ်ဆိုတာဗိုက်ကြီးတဲ့တယောက်ကပြစ်ချထားတယ်ဆိုတော့တည်င်းကြားပြန်ရောအဲ့တော့ခလေးရှိတဲ့မိဘတိုင်းမှာလည်းအရန်ကြီးကိုစိုးရင်နေရပါပြီ အရန်ကိုလည်းကြောက်မရပါဘူးခလေးရှိတဲ့မိဘတိုင်းလည်းတတိထားပေးကြပါကျမလိုမျိုးအဖြစ်ဆိုးမျိုးတွေမကြုံပါစေနဲ့လို့ဆုတောင်းပါတယ်ကျမတို့ခံစားနေရတာကျမတို့မှာနှိမ့်စင်တဲ့အမြပါပဲဒီနေ့ဆိုခလေးရဆက်ရှိရရှိသွားပါပြီဟုတ်ကဲ့ပါမျိုးကြီးကျွန်တော်ဒီပိုင်းဒီလောက်ပါပဲဒီဗူပိုင်းလေးကတော့ line မှာအရန်မှာနာမည်ကြီးနေဒီလိုင်းတရာက၃နှစ်ကလေးရွယ်ဒီပိုင်းကြီးတဲ့အမေသမီးကဒီပြန်မေးဆွဲသွားတယ်ပေါ့နော်ပြီးတော့ဒီကလေးကိုလည်းဒီ လောက်လိုက်တယ်ပေါ့နော်ဟုတ်ကဲ့ပါဒီပြူဖိုင်လေးကလည်းဒီသားသမီးရှိတဲ့မိဘတိုင်းကြည့်တဲ့ဒီပြူဒီပြူဖိုင်လေးကိုလည်းအများသူငါသိအောင်လို့များများလေးလိုက်အရှယ်လေးပြုလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ဒီအခုတလုံးမှဒီကလေးတွေကအရန်ကိုပျောက်နေကြတယ်ပြတ်ဒီဘိုက်ကြီးတွေကလည်းအခုထိဖမ်းမမိသေးဘူးလို့ပြောတန်ကြတယ်ဒီဘိုက်ကြီးတွေကလည်းဒီရဲတွေနဲ့ပေါင်းလို့စားတယ်လို့လည်းဒီပြောတန်နေကြတယ်ပြတ်အဲဒီတရင်ကအမှန်ကန်ဆိုရင်တော့ဒါ ဒါမျိုးကဒီမဖြစ်သေးဘူးလို့ကျွန်တော်ကထင်တယ်ဟုတ်ကဲ့ပါမြို့တို့ရဲ့အစ်တကြုံနဲ့ထင်မိစားချက်ကိုလည်းကျွန်တော်ကကောမန့်အောင်မှာမှတ်ချက်ကြီးပေးခဲ့လို့ရလို့ဝေဖန်အကြံပြုနိုင်ပါရဲ့ဗျဟုတ် channel နဲ့ဘူးတူတက်ရတဲ့အကြောင်းအနေနဲ့ဆယ်လီသတင်းတွေကိုမြင်တင်ဆက်ပေးပါမို့ကျွန်တော် channel like and subscribe နဲ့ like and subscribe နဲ့ဖိနက် notification bell လေးကိုနှိပ်ခဲ့ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော် channel အားဖြင့်ကြည့်ရှုသူတွေအချင်းနဲ့ကြည်စည်ရေးတင်ပါတယ်နောက်ထပ် video မှာပြန်ဆောင်ရမယ်တရား